လူငယ်တွေအလုတ်ကင်မဲ့မှာတဲ့ဘာလို့ပို့ပြီးတော့စိုးရင်လဲဆိုတော့ညှော်နှင်းချက်မဲ့တော့မှာကိုကျွန်မစိုးရင်ပါတယ်စစ်တပ်ရခွက်ခေါက်ရနဲ့ရှင်းထည့်ခဲ့ကြတာဒါကြီးအမချော့နဲ့ဖိုက်တင်းဆိုလားပဲမော်စီစာဘက်ကခွေးတွေမတာပေါ်ကုန်ပြီဆိုတော့သတင်းတွေကြားရဖို့ရှိတယ်ဆိုတော့အကြောင်းပြောချင်တယ်မီဒီယာလည်းပြည်တနေချင်းလိုက်ရအောင်မီဒီယာမင်းကိုခါလို့ဆော်တော့မယ်မင်းအလေးဝမလားငွေမိုးဆိုအဲ့ညာတမအကုန်ထိုးတနေချင်းတနေချင်းအပြည့်ရှင်း အားလုံးပဲမင်္ဂလာပါရှူဖမ်နီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ညော်လူငယ်တွေအလုတ်ကန်ရှိမှညော်လင်းချက်ရှိမှကျွန်မခဏခဏပြောပါတယ်ကျွန်မကလူငယ်တွေအလုတ်ကန်မဲ့မှတဲ့ဘာလို့ပို့ပြီးတော့စိုးရင်လဲဆိုတော့ညော်လင်းချက်မဲ့တော့မှာကိုကျွန်မစိုးရင်ပါတယ်အဲ့တော့ဒီဟာတမိုးရှိလိုက်တာနော်မိုင်းပြီးတော့တန်းနိုင်ပဲဘက်ကနေပြီးတော့အကူညီကြပါလို့ကျွန်မကနေပြီးတော့မြေတားရခိုင်ခြင်းပါတယ်နောက်တစ်ခုကျွန်မက ကျွန်တော်လူငယ်တွေကိုအသိမှပြုကျင်တာ2012ခုနှစ်ဂျားပြကျွေးကောက်ပွဲကျွန်တော်တို့စီယုံကြီးတွေခီးတွေထွက်တဲ့အခါမှာတကယ့်ကိုတက်တက်ကြောကြာနဲ့နိုင်ငံရေးစိတ်ဓာတ်နဲ့ကျွန်တော်တို့အားပေးတာလူငယ်တွေပဲဒါကျွန်တော်တို့အယံကိုတခါတည်းဒီဟာဝင်တာတယ်ကျွန်တော်တို့အတွက်အင်အားတွေလည်းဖြစ်တယ်ဒါပေမဲ့ဒီလူငယ်တွေကိုကျွန်တော်တို့ကျေးဇူးဆရမယ်ကျေးဇူးဆရမယ်ဆိုတော့အဓိကအတွက်သူတို့အတွက်အနာဂတ်တစ်ခုအကောင့်တစ်ခုဖြစ်လာဖို့ကျွန်တော်တို့စူးစမ်းရမယ် အဲ့ဒါပညာရေးဘက်ကျမ်းမာရေးဘက်တည်းမဟုတ်ဘူးအလုံးအကိုင်ဖန်တီးရေးနဲ့လေစ조사ရမယ်အဲ့ဒီဟာကိုဒီလိုကျမတို့စ조사တဲ့နေရာမှာအလုံးဝိုင်းပြီးတော့စ조사ပေးကြပါလို့ကျမမေတ္တာရခင်ပြောကျွန်တော်မိသားစုတွေကျွန်တော်တို့ရဲ့ MOE ဘလောက်တောင်ခေါင်းဆောင်ကောင်းပီတာလဲလူငယ်တွေကိုရွှေချရခေါင်းမှနားလေတယ်ဟိုခွေးအိုကြီးတိုက်လို့မဟုတ်ဘူးလူငယ်မှန်ရင်15နှစ်16နှစ်တောင်ပေါ်တာဆွဲအတင်းအာရမရှေ့တန်းထွက်သေခိုင်းရှင်းကြည့်လိုက်ကျွန်တော်မိသားစု အခုတော့လူငယ်တွေဘယ်လိုနေနေရလဲကြည့်လိုက်အောင်ဒီနေ့ကျွန်တော်တင်ဆက်ပေးရင်းနေဇလန်လေးရတော့ချက်ချင်းတူလို့စစ်ချင်းယူမယ်ဆိုပြီး PDF ထဲဝင်တော်မလာမိနေတယ်မပြီးတော့စားပြီးမိချောင်းသွားရတာကပိုသေးချူကျဲသားပြီးဒူပြဲလာလို့တော့မမေးနဲ့ဘူးလဲသလားလို့တော့အမေးခံရတယ်ငုံမှဗရက်တွေချက်ချင်းထွက်ရင်စက်မှတ်ကြမလားမှတ်တယ်ကြီးကမပြောနဲ့နှင်းတော်မကဘူးပြေးလိုက်တာဆိုပဲအလူခံတော့လဲကွက်ခေါက်တာဖြစ်သေးသူ့သလားဆို ခုတော့မရှိဘူးတဲ့ငိုးမှဘဝပြီစတော့ဘုမရှိလို့ပြန်အောင်ချင်းနေနေတယ်စစ်တရားခွက်ခေါက်ရနဲ့ဂျင်းထဲခဲ့နေတာตาကြီးအမလျှော့နဲ့ဖိုက်တင်းဆိုလာပဲပေးရင်လည်းမစီရတော့မြမပြီကိုမရောက်ဘူးတဲ့လူတွေလိုပဲအေးချမ်းလိုက်နေပုံများတရားကြက်ဖို့တော့ကောင်းတယ်ဒါတော့ပါလာလာလေးသံနဲ့ပေါ့နော်ကျွန်တော်တို့လူငယ်တွေနေနေရတဲ့ဘဝတွေဖြတ်သန်းနေရတဲ့ဘဝတွေမြင်တဲ့အတိုင်းပဲလုံခြုံတော့ဘူးကျွန်တော်မိသားစုတွေဟုတ်ကဲ့ဗျာဒီသတင်းဗီဒီယိုလေးကတော့ဒီနေ့အတွက် သတင်းထူးသတင်းကောင်းလေးတွေနဲ့ ဖော့ခွေးပါတီကဖော့လက်လှဆွေကိုဆရာမຫນွေဦးမေဘယ်လိုမျိုးနရင်ပရင်တွေဖျက်ရိုက်ထားလဲဆိုတာကျွန်တော်တို့တူဒီနေ့အတွက်ပထမဦးဆုံးအနေနဲ့ကဖကတ်စစ်ရဲတွေကိုပြောပြချင်တယ်အမနဲ့အနူမလာ၁၂ရက်နဲ့ညမှာကြတော့မော်စီဇာဖျားကုန်းနားမှာအခြေချနေထိုင်တဲ့ပြည်သူခွေးတွေရဲ့စခန်းနဲ့စစ်ခွေးစခန်းတို့ကို KIA နဲ့ပူပေါင်းတော်လိုက်ရေးတွေဘက်ကနေမှလက်နက်ကြီးတွေနဲ့ပြင်းထည့်လိုက်တာဘလောက်မတာပေါ်သွားသလဲဆိုတော့တရင်မထွက်တယ်ဘူးဒါပေမဲ့ ကြီးကြီးမားမားဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့မြေခိုးတွေအတော်လေးထောင်းထောင်းဖြစ်နေတာကိုတွေ့ရတယ်။ Okay. ဆိုတော့မကြခင်မှာလဲမော်စီစာဘက်ကခွေးတွေမတာပေါ်ကုန်ပြီဆိုတော့သတင်းတွေကြားရဖို့ရှိတယ်ဆိုတော့အကြောင်းပြောချင်တယ်။ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့စစ်ခွေးတွေကဒီဒီဇင်ဘာလ28ရက်နေ့ကနေစပြီးတော့ပလုံကောက်ပွဲကို3ခါဆက်တိုက်လုပ်သွားမယ်။တစ်ခုနဲ့တစ်ခုကတော့နှစ်ပတ်ချက်နှစ်ပတ်ချပြီးတော့3ခါလုပ်သွားမှာဖြစ်တယ်။တတိယအကြိမ်လုပ်မဲ့ပလုံကောက်ပွဲမှာတော့ကျွန်တော်တော်လရဲတွေထိတ်ထုတ်ထားတဲ့ နေမြေဒီပါနေတယ်ဆိုတော့ကိုလည်းအသွင်းဒရင်အဖြစ်သိရတယ်လေလွန်ခဲ့တဲ့အပတ်မှာနော်စစ်ခွေးဒီဘက်ကနေမှလေရင်၅စီးဝယ်ထားတယ်ဆိုတော့လေကျွန်တော်တို့အားလုံးလို့လို့သိပြီးသားဖြစ်နေမယ်ဆိုတော့အခုကရှမ်းမြောက်ဘက်မှာတိုက်ပွဲတွေပေါ်ဆောင်ဆံမလို့တော့ဘူးရှမ်းမြောက်မှာတိုက်ပွဲပေါ်ဆောင်မလို့တော့တဲ့အတွက်ကြောင့်ရှမ်းမြောက်ကစစ်ခွေးဒီရောအခုတခြားနေရာကို in အဖြစ်စီးတယ်ရှမ်းမြောက်ကိုအရင်တော့လေရင်နဲ့ခဏခဏဘုံကျဲတယ်အဲ့လေရင်ဒီရောအဲ့မှာကျဲမဲ့ဘုံဒီရော ရှိရှိနေတယ်ဒါကတော့ဒီနေ့ကျမတို့တော်လိုင်းရေးတွေရှိတဲ့နေရာမှာသုံးဖို့ရအတွက်အခြေအနေရှိလာတယ်ပြီးလို့ရှိရင်တတိယအကြိမ်ပြုတ်လုံမဲ့ရွေးကောက်ပွဲကလည်းကျမတို့တော်လိုင်းရေးတွေထိတ်ချုပ်ထားတဲ့နေရာမှာလုပ်ဖို့ရအတွက်စီရင်နေပါနေတယ်လို့သိရတဲ့အခါမှာကျတော့အခုတို့ဘက်ကနေမှပြင်းပြင်းထန်ထန်လှုပ်လာစရာအကြောင်းရှိတယ်ဒါကြောင့် တတရအကျင်တော့ပလုံကောက်ပွဲကလုံးဝဖြစ်လာစရာအကြောင်းမရှိအောင်ဒီနေ့ကျမတို့တော်လာရဲတွေချရမှာဖြစ်တယ်ဆိုတော့အရေးကြီးတာကတီးသူတွေအရန်သတိထားကြပါ အထူးတစ်ဖြင့်တော်လန်ရဲတွေတိမ့်ပိုက်ထားတော့တော်လန်ရဲတွေစိုးမိုးထားတော့နေရမှာနေထိုင်တော့တီးသူတွေအထူးတစ်ဖြင့်သတိထားကြပါလို့ပြောချင်တယ်နောက်တစ်ခုအနေနဲ့ကတော့စစ်မှုထဲမှာအင်မတန်မှအကျွမ်းကျင်ပေမဲ့ in အားနေနေတော့အညာက PDF တွေကိုဒီနေ့ကျတော့ထောက်ပို့ဒီအညာမှာရှိတော့တော်လာရေးတွေကိုအများကြီးကူညီထောက်ပံ့ရအောင်နော်ဥပမာကျတော့ KIA တွေကိုလည်းဘယ်သူမှထောက်ပံ့ဆရာမလို့ဘူးဒီတော်လာရေးမှာမှမဟုတ်ဘဲနဲ့အစကတည်းကရှိနေတော့တော်လာရေးလက်နက်ကိုင်းတွေကိုတော့ထောက်ပံ့ခြင်းနဲ့ဆိုလို့ရှင်လဲ ဒီအညာ PDF တွေကိုထောက်ပံ့ပြီးမှ ထောက်ပံ့ပေးပါလို့ပဲပြောချင်တယ်เนาะဆိုတော့အညာ PDF တွေကိုပို့ပြီးမှပြည်သူလူထုတွေအားစိုက်ပေးပါထောက်ပို့ဒီလည်းအညာမှာရှိတော့ PDF တွေကိုအများကြီးအားစိုက်ပေးကြပါလို့ကြွားဒီကနေတောင်းဆိုချင်တယ်ပြည်သူတွေအယံတရထားကြပါစစ်ခွေးတွေနဲ့ဝေးဝေးနေကြပါ 龙开的阿爸妈，皮薄开的，把个毛细沙嘛，阿皮美的，皮都都乌过，做落到来夜里，冷了几天多阿拉洗的，把种来说咯，佮伊伊个布包到来夜的。不讲的嘛，是亏的也假过，平天来的，爱个几个，是亏个也孬嘛，来扒拉的，生个死的，没有的没有天嘛多的，但是你呢做落。 အပြင်သွားတယ်ဆိုလို့ရှိရင်တစ်ခွေးတွေနဲ့ဝဲဝဲရှောင်ကြပါစစ်ခွေးတွေရဲ့ကားတွေနဲ့ကပ်ပါလာတာမျိုးတွေလုံးဝမလုပ်ကြပါနဲ့ဒီနေ့ကျတော်တော်လာရဲကြီးကဘယ်မှာခွေးရှိလဲခွေးရှိတဲ့နေရာမှာတော်လာရဲကြီးရဲ့ကြီးကရောက်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်အရန်အရေးကြီးရင်လဲစစ်ခွေးတွေသွားတဲ့အချိန်မှာကပ်ပါလာတာမျိုးတွေလုံးဝမလုပ်ကြပါနဲ့စစ်ခွေးတွေနဲ့ဝဲဝဲရှောင်ကြပါလို့ပြောချင်တယ် နော်ဆိုတော့အခုဒီရွေးကောက်ပွဲမတိုင်ခင်မှာတိုက်ပွဲတွေလည်းအင်မတန်မှပြင်းလာနိုင်စရာအကြောင်းရှိတဲ့အတွက်ကြောင့်တော်လာရဲမိသားစုတွေ အပြင်သွားရင်ဒရိထားကြပါစစ်ခွေးနဲ့ရှောင်ကြပါမလိုအပ်တဲ့စကားတွေကိုလုံးဝမပြောကြပါနဲ့စစ်ခွေးတွေကတော့ခွေးယူပြန်လို့ရှင်မလွယ်ဘူးဦးမီတာစုကလွဲရင်ဘ누구ကမယုံကြပါနဲ့လို့ကြွပြောချင်တယ်နော်ကျတော့နောက်တင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားဆောင်ကြည့်ရအောင်နော် PDF တွေကတပုတ်နေအခုဒီနေ့တပုတ်နဲ့ဝင်နေနောက်နေ့ကျတော့စစ်ကြောမှုတွေပါတွေဒူးချုပ်တွေကာကွယ်ရေးဥစည်းချုပ်တွေဖြစ်စာရည်ရွယ်ရည်ရင်တွေ့တဲ့နေရာမှာသူတို့ကတနတ်နဲ့ပဲဖြစ်ရှင်း ကျွန်တော်တို့တနတ်တလက်ဟာကြည်စံတရားကိုဒီလိုပြစ်ဖို့ကိုယ်ကိုလက်ညိုးလေးကွေးဖို့ဆိုတာလေးနှစ်လောက်တင်ရတာပြစ်တယ်မပြစ်တယ်ဆိုတာတင်ပြီးတာတင်ပြီးတော့မှတပွင့်ကနေနှစ်ပွင့်တဆမှုတင်တာသုံးပွင့်ဖြစ်ဖို့ဆိုတက်ခွမှုတင်တာမေဇာဖြစ်ဖို့မေဇာကနေမှတိုင်မှုဖြစ်ဖို့ဆိုတိုင်မှုတင်တာအဲတဆမှုတက်ခွမှုတိုင်မှုတင်တာသုံးခုကမဖြစ်မနေတက်ရတာပြီးရင် grade 1 level ရောက်ဖို့ဆိုစေဦးစီးတက်ကတော့တက်ရ17လကျအဲ့ဒါမှ तू ချင့်ချိန်တတ်တဲ့ပညာကိုတင်ပြီးတာ အဲ့ဒါမှတဖြည်းဖြည်းနဲ့ပြွာမှုတမမှုဟလာတိုင်မှုကာဝေးစည်းချုပ်စသည်လို့ဖြစ်တယ်ဒီရာထူးတစ်ခုနဲ့တစ်ခုတက်ဖို့ဆိုတာအင်မတန်ကိုခက်ခက်ခဲခဲဆောင်ရရသူတော့တပုံကတော့အာဒါအနေရကတဏ္ဍနဲ့ဖြည့်ရှင်တယ်ဘွေးမြောင်မကြည့်တဲ့အကောက်ဖန်ခေါ်တတ်သူကဒါနဲ့လုတ်သွားအဲ့တော့ဒါတွေဟာတော်ရုံတိုင်ရုံနဲ့ဖြည့်ရှင်လို့မလျောက်သူတို့ကဒီတဏ္ဍကင်နဲ့အရာတောင်တည်သွားပြီဆိုတော့ကျွန်တော်ကလာမဲ့အခင်းချင်းမှာရွေးကောက်ပွဲတွေပါပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကတပုံနေဟိုတနည်းချင်းအလိုက်ရှင် ဥမာ KIA ရောက် KIA တန်တဲ့နေရာတွေကိုထိန်းထားမယ်ထိန်းထားပြီးတော့ KIA ရောက်မင်းအင်တိုင်းလုံးမလားမလုံးလားမလုံးရင်စီတမတ်တက်ရအကုန်ပုံအောချာအဲ့ဒီရောက်စီတမလေးရင်စီတမတင်ကားအမြောက်အကုန်ပုံချာတခုရှင်းပြီဆိုရင်နောက်တစ်ခါဘလောက်ရောက်မယ်ဘလောက်ဘလို့လဲအဲ့ဒီနေရာကိုဆွေးနွေးမလားမဆွေးနွေးဘူးလားဆွေးဆာဆော့ပြဆောင်ပီဒီအက်လည်းပီဒီအက်တနေချင်းလိုက်ရောက်ပီဒီအက်မင်းကိုခါလို့ဆော်တော့မယ်မင်းအလေးဝင်ပါလား ငွေမွေးဆိုအဲ့ညာတမားကုံထုပြုံထုအဲ့လိုပတ်ပိုင်ပတ်တနေချင်းတနေချင်းအပြည့်ရှင်း KIU ဆိုရဲ KIU ပေါ့အဲ့လိုအပြည့်ချကျွန်တော်တို့ KIU တမား၅မှဝင်တိုက်တယ်ကျွန်တော်ပါ96ရက်ကနေက KIU စကားတစ်ခုမှမကြံညီမမိပေါ့အဲ့ဒီပုံစံတိုင်းအခွက်ချင်းဆိုတာခုကသူတို့လက်ထဲမှာဒါကွေးလို့ရတိုင်းသူတို့ကတကယ်ပူထင်းနေတာတကယ်တော့သူတို့ရရှိမရှိဘူး ဆိုတော့အခုဒီထဲမှာဘူးလက်လက်ဆွေပြောသွားတာကတော့เนาะဒီနေ့ကျွန်တော်တော်လိုင်းရဲတွေကဘာတင်နမမြူဘူးလက်လက်ကိုတတ်တာနဲ့ရာသူတွေရသွားကြတယ်ဒီလက်လေးကိုတတ်တာနဲ့ပဲနင်းတို့စစ်ခွေးတွေကိုဖြုတ်နေတာလေသူတို့ကြတော့เนาะအစစ်စစ်နဲ့တင်တယ်တဲ့အရင်ကတော့ဟုတ်ချင်တဲ့ဟုတ်မှာပေါ့အခုနောက်ပိုင်းဆိုလို့ရှိရင်စစ်မှုထမ်းအပတ်စဉ်စကုန်းနဲ့ဆယ်လောက်ရောက်လာခဲ့ပြီဘလောက်တင်ပေးလိုက်တယ်လဲဘသူကဘာတတ်တယ်လဲသူတို့ကအရန်ကျွမ်းကျင်လို့ ဘသူကိုပြည့်ရမလဲမပြည့်ရဘူးလဲဆိုတာဒီကိုတင်ယူပြီးတော့အခုရှင်းတန်းကိုရောက်နေကြတာလားဒါကြောင့်မို့နေမှာပေါ့နင်းတို့စစ်ခွေးတွေဘက်ကနေမှဘသူကိုတင်တယ်မပြည့်တင်ဘူးလဲဆိုတာကိုတင်ပေးလိုက်လို့ဒီနေ့ကျတော့တော်လာ yes ကိုရောက်လာခဲ့ကြတာ ဒီနေ့ကျွန်တော်တို့တော်လရဲတွေစီရောက်လာလို့နင်းတို့ကိုပြန်ချနေတာလေ။ဒါကြောင့်မင်းနေမှာဒီနေ့ကျွန်တော်တို့တော်လရဲတွေကဒီလိုမျိုးလက်နက်ကင်တဲ့အရာတာကိုခံနေကြပြီဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ဒါသူကစိုးရနေရရင်ရလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်လရဲတွေကိုဖြုတ်မယ်လို့ပြောတယ်နော်။ဆိုတော့သူပြောသွားတာကိုရမ်းသဘောကျတယ်။ KIA တွေကိုချမယ်ဆိုလို့ရှိရင်လည်းတခြားနေရာတွေကိုဘယ်သူမှကိုမချဘူးရှိတဲ့စစ်တပ်တွေအားလုံး KIA တွေစီတော့လေရင်တွေရောတန်ချက်ကာကားတွေရောအကုန် KIAD ရှိတဲ့နေရာကိုတွားပြီးမှတွားပြင်းမယ်တဲ့အဲ့အချိန်မှလေတခြားသူလက်နဲ့ကင်နေအကုန်အိတ်နေကြနော်စစ်ခွေးတွေတော်တော်လုံးနေကြပါစေဟုတ်တယ်နော်အုံနောက်များမရှိဘူးလားမသိဘူးနော်လေရင်ရအကုန်သွားစစ်သားတဲ့အကုန်သွားပြီးမှ KIA တွေကိုတွားချမယ်တဲ့ဒီဆိုလို့ရှိရင်တော့နင့်တို့ကိုတခြားလက်နက်ကင်တွေကထိုင်ပြီးမှစောင့်ပြီးမှအိတ်နေမယ်လို့နင့်တို့ထင်နေသလား PDF တွေကိုကြတော့ခေါ်ပုံခေါ်နေမတူဘူးနော်ကြတော့တော်လိုင်းရဲတွေကိုကြတော့ငိမ့်ချရဲယူမလား ်ငိမ့်ချရဲဆိုတာကိုသူတို့နားမလည်ဘူးငိမ့်ချရဲဆိုတာအပြည့်အခရက်ဆဲတာကိုငိမ့်ချရဲလို့လုံးဝမခေါ်ဘူးဘာကြောင့်ဒီတဲ့ကျတော့မြန်မာနိုင်ငံမှာမငိမ့်ချတာလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရင်တော့ကတရင်ထဲမှာတင်ထားပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီငိမ့်ချရဲနဲ့ပတ်သက်ပြီးတော့လဲကျတော့အများကြီးတော့မပြောတော့ဘူးဒါပေမဲ့နင့်တို့ခွေးဒီလက်နဲ့အပြည့်ခရက်ဆဲတာကိုငိမ့်ချရဲလို့ထင်သလားဒီမြန်မာနိုင်ငံကိုကျတော့တိုင်းရင်းသားတွေအားလုံးပိုင်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်တိုင်းရင်းသားတွေအားလုံးဟာ သူ့ရဲ့တာဝန်နဲ့သူလုပ်ရမယ်မြန်မာနိုင်ငံကလည်းနင်တို့ခွေးတွေရဲ့နိုင်ငံမဟုတ်ဘူးအခုနင်တို့ကကျန်တဲ့တရင်သားတွေအားလုံးကိုတော့နင်တို့အပြစ်ခတ်ရဆင်းမယ်ဒါကငြိမ်းချမ်းရေးဖြစ်တယ်မဟုတ်ဘူးငြိမ်းချမ်းရေးမဖြစ်နိုင်တဲ့အရာတွေဟာနင်တို့ရဲ့လူမျိုးကြီးစိတ်သက်ဝါဒတွေကိုမဖြတ်စေမချင်ငွေရုံးကမြန်မာနိုင်ငံကိုအုပ်ချုပ်ရမယ့်သူတွေဖြစ်တယ်ဆိုတော့စိတ်သက်တွေမပြောက်မချင်မြန်မာနိုင်ငံမှာဘယ်တော့မှငြိမ်းချမ်းရေးမရလာနိုင်ဘူးเนาะ โอเคဆရာမနေဦးမေကျေးဇူးအထူးတင်တယ်ခွေးအိုကြီးကိုဆုံးမပေးသွားတဲ့အတွက်ကျွန်တော်မိသားစုတွေပြည်တွင်းဆက်ကိုအလောက်လှုပ်လို့ရလို့လား तू အဲ့လိုလှုပ်နေတဲ့ချိန်တခြား လက်နှက်ကင်တခြားညီနောင်လက်နှက်ကင်နေတာဒီတိုင်းအိတ်နေမှာလားအသက်ကြီးပြီးတော့သေဖို့အတွက်ကြီးလာတဲ့အဖိုးကြီးတွေနော်ဘယ်ချိန်မှမအတိတရားရမှာလဲအသက်ကလည်း60ကျော်နေပြီအဲ့တော့ကျွန်တော်ညီနောင်သွေးချင်းတွေကိုပြောချင်တာအားလုံးညီညီညွတ်ညွတ်နဲ့ဒီခွေးစနက်ကိုဒီခွေးကောက်ပွဲမတိုင်ခင်ကြီးကြီးမားမားချင်းချောင်းနိုင်အောင်အကိုတို့တွေအားလုံးစူးစမ်းကြရအောင်ကျွန်တော်မိသားစုတွေရောနိုင်တဲ့လောက် ပါဝင်ကြရအောင်လို့တောင်းဆိုရင်လည်းဂျေစုတင်နဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပတ်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့